Brighton ကနိုင်ခဲ့ပေမဲ့ Casemiro တို့ထွက်သွားပြီးတဲ့အချိန်တိုင်း United အကွင့်လည်ကရုန်းကန်နေရတဲ့အပေါ်သဘောမချမိဘူး။ပိန်းတော်မဲမိငါများ Manchester Force ဆောင်ကနေကြိုးစားပါရင် Manchester United က Brighton ကို၄ဂိုးနှုတ်နဲ့နိုင်ရရှိခဲ့ပြီးအမှတ်ပေးဆရာမှယာယီအစင်လေးညာအထိတက်လန်းခဲ့တယ်။ဒီဘက်မှာ Gore ကို Kunya နဲ့ Casemiro တို့ကတကိုးစီ MU ကနှစ်ဂိုးသွင်းယူပေးခဲ့ပါရင်ဒီဗီဒီယိုမှာတော့နိုင်ဝဲနဲ့ပတ်သက်ပြီးသုံးသပ်သွားမှာမဟုတ်ပါဘူး။တပွဲမကတော့ပဲထပ်ထပ်ဖြစ်နေတဲ့ United ရဲ့ပြဿနာတရက်ကိုဆင်းနေသွားဖို့စဉ်းစားထားပါရင် အားလုံးသိကြတဲ့အချိန် 3C ဖြစ်သွားပြီးချိန်မှာ MRN ကလူစားလဲလဲမှုတွေပြုလုပ်ခဲ့ပြီး Casper တို့ကိုပါအနာပေးခဲ့ပါရင်အိုင်းနိုင်နိုင်တဲ့ကွင်းလယ်ထင်းချုံမှုအားနဲ့သွားပြီး Brighton ဖိအားပေးဖို့ကိုခံခဲ့ရပါရင်ရာလက်အနေနဲ့ခုံးတစ်ခုပြန်ပေးခဲ့ရပါရင်လဘောက်ကို2-1နဲ့နိုင်ရခဲ့တဲ့ပွဲမှာလည်းစင်တူဖိအားမျိုးဖြစ်ခဲ့တာကြောင့်ဒီပေါ်မှာတည်ပြီးသဘောမချမိပါဘူး United ရဲ့ကွင်းလယ်ထင်းချုံမှုအားနဲ့သွားပြီးခေါ်ရင်ပြန်ပေးခဲ့ရတဲ့အကြောင်းရင်းတွေကိုဒီအချက်အတိနဲ့အဓိကအထားသုံးသပ်ပေးရပါရင် နံပါတ်၄ကန်စမဲတို့ရဲ့အခန်းကဏ္ဍနဲ့လူစားလဲမှုကန်စမဲတို့ရဲ့ United ရဲ့ကွင်းလယ်မှာကွင်းလယ်ခံစစ်ကစားမအတူဖြင့်အဓိကအခက်အခဲတွေကနေပါဝင်ပါတယ်။သူရဲ့ကစားဟန်ကခံစစ်နဲ့တိုက်စစ်ကိုချိန်ဆက်ပေးပြီးပြည်မဲ့အဖျားပေးမှုကိုမမတန်တဲ့အကောင်းဆုံးထိန်းချုပ်နိုင်တယ်။ကန်စမဲတို့ဟာ ပြင်မဲ့တိုက်စစ်ကိုတားဆီးဖို့အဓိကတာဝန်ယူတယ်။ဒီရာဒီမှာသူဟာတပွဲပြင်းမြဘောလုံးဖြတ်လို့ယူမှု interception 2.5ချိန်နဲ့ short throw ဖြတ်တော့မှုတန်ကယ်3.8ချိန်ပြုတ်လုထားတယ်။ဒါက United ရဲ့ကွင်းလယ်ကိုခိုင်ပါစေတယ်။နောက်ပြီးတော့ Kansas ရဲ့ဘောလုံးဖြတ်ဝင်မှုအရေးသွေးကလည်းထိတ်တန့်စစ်မှရှိတယ်။သူဟာတပွဲပြင်းမြဘောလုံးဖြတ်ဝင်မှုအချိန်90-60လောက်အသာလေးလုံနိုင်ပြီးတိကျမှု85ရာခိုင်နှုန်းကျော်လောက်ရှိတယ်။ဒီအချက်က Kansas နဲ့တိုက်စစ်ကိုချိန်ဆက်ပေးတဲ့နေရာမှာအရေးကြီးတဲ့အချက်လည်းဖြစ်တယ်။ကန်စီကစားမဖြစ်ပေမဲ့တခါတည်းမှာဂိုးသွင်းနိုင်တယ်တိုင်းစစ်လိုက်ပါလာချိန်မှာခေါင်းတိုက်ပြီးတော့ပဲဖြစ်ဖြစ်အဝေးကန်ချဲနဲ့ပဲဖြစ်ဖြစ်ဂိုးသွင်းနိုင်တယ် ကစမဲရဲ့အတားအတရားဒီလိုမှာဘွဲကစားဖို့အနေငယ်ခက်ခဲတယ်ဖြစ်ချင်တော့သူနေရာကိုအစားထုတ်ဖို့ခေါ်ထားတဲ့ဦးကကြီးကလည်းသူ့လိုသုံးစားမရလို့မိုင်းနုတို့ကလည်းသူ့လိုလည်းပဲမျိုးဖြစ်လာဖို့အများကြီးလိုအံ့နေတယ်။နမက်နေ့လူစားလဲမှုရဲ့ဘီယာမြောက်ဆုံးဖြတ်ချက်မတိကြမှုပြောရင်နည်းနည်းနားရှုပ်သွားတာတော့မသိဘူး။အမော်ရင်ကဒီပွဲမှာ3-0နဲ့ဦးဆောင်ထားနိုင်ပြီဖြစ်လို့လူစားလဲမှုတွေပြုလုပ်လိုက်တယ်။ကယ်စီနဲ့အာမတ်ပါသွားတယ်။အိုင်နုဝင်လာတယ်။ မိုင်နိုဟာဖန်နီမူပိုင်းမှာအားသာပေမဲ့ခန်းစစ်ထင်းချုံမှုမှာကက်စမဲလိုလိုတွေ့ကြုံရှိဘူးဒီအချက်ကြောင့်ဘရိုက်တန်ကအလင်းချောမှာကစားသမားစုဖွဲ့မှုအသာကြီးရယူပြီး United ကိုဆက်လိုက်ပြီးအားပေးခဲ့တယ်ဒီနေရာမှာအမွန်ရဲ့နီးပြောင်းအပြောင်းလဲကဘာမှထူးထူးခြားခြားမရှိခဲ့တာကိုထောက်ပြခြင်းနဲ့ကက်စီကိုထုတ်မိုင်နိုကိုထဲလိုက်ပြီးဖြစ်ပေမဲ့ကစားဟန်ကိုကက်စီရှိစဉ်တုန်းကအတိုင်းပဲဆက်ကစားစီခဲ့တယ်မိုင်နိုနဲ့လိုက်ဖက်မဲ့ကစားဟန်မျိုးကိုပြောင်းလဲပြစ်ခြင်းမရှိခဲ့ဘူးဒါကြောင့်ဘရူနိုဆိုရင်နောက်တန်းထီတော်ဆင်းကူခဲ့ရတယ်ဒီချိန်မှာဘရိုက်တန်က high line တင်ကစားလာခဲ့တာတော်လေးကြောက်စရာကောင်းတယ်ဒါပေမဲ့သူတို့ဘက်ကတင်မြေကြီးရှင်ရွှေကြီးဆိုတဲ့ထုံနှလုံးပုံပြီးဘင်းတော်ဖောင်ပြတိုက်ပွဲဝင်မှုဆုံးဖြတ်ခဲ့တာပါ လက်စတဖန်လိုင်းကကွင်းလယ်ထိတက်လာတယ်။ဒါကြောင့်နောက်မှနေရာလွတ်တွေအများကြီးထွက်လာခဲ့ပြီးဒါဝင်တိုင်းတက်ကလည်းအသာကြီးရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဘာလဲဆိုတော့အာမတ်ထွက်သွားလို့အမ်မူမူကဘာနောက်ကိုရောက်သွားစေလိုပါပဲ။အချိန်နေမှန်မှန်သိတော့အမ်မော်ရင်ကဥကာတေးကိုပါတက်ထည့်လိုက်ရပါတယ်။ဒီနောက်မှာပဲ United ကွင်းလယ်ကနည်းနည်းလေးပြန်တည်နေလာခဲ့ပြီးအပြန်အလှန်ရှင်ကစားလာနိုင်ခဲ့တယ်။ဒီနေရာမှာထပ်ပြီးတွေ့လိုက်ရတာကကန်ဆွဲလို့တယောက်ထဲကမိုင်းနွေးရဲ့ဖန်တီးမှုအလုပ်ကိုရောဥကာတေးရဲ့ဖြတ်ထုတ်မှုအလုပ်ကိုပါသူတယောက်ထဲတသားရာလုပ်ပြသွားခဲ့တာကိုပါ။ ပွဲချိန်မိနစ်90တောင်မှကစားလိုက်ရပါမယ်။ကက်စမဲတို့ကတော့ဒီပွဲမှာကျွန်တော်ကြိုင်ဆုံးစားမလို့ပဲဆိုလိုက်ပါရစေ။တစ်ဆက်တည်းမှာပဲသူနေရာအတွက်ဒရောမီကစားမအကောင်တရားတော့အမ်မော်ရင်ဘားဆောင်လိုချင်နေတာလဲဆိုတာကိုပါထပ်ပြီးမြင်တွေ့ခဲ့ရတဲ့ပွဲလေးဖြစ်ခဲ့ကြအောင်ပါ။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။